အပြောမတက်လို့စိတ်ဝင်စားစရာလူရှားနေလားဆိုပြီးအမေခံနေရတဲ့ဆောင်းရွံဆန်ရဲ့အဖြစ်ပရိသတ်များလုံးမဲ့မင်္ဂလာပါရှင်။ဆောင်းရွံဆန်ကတော့ဘာလို့လို့ဝေဖန်ခံနေရသူတယောက်လည်းဖြစ်ပါရယ်။အများရန်ရှက်ပြာရှက်ပြာနဲ့အပြောဆိုမတက်တာကြောင့်သူ့ရဲ့စကားတိုင်းကလည်းပရိသတ်ကြားမှာကြရက်ပါပဲ။ဆန်ဆိုတာဆန်ဦးရဲကလာတဲ့ထင်တာဆိုပြီးပြောခဲ့ဘူးလို့ပရိသတ်ကြားမှာကြရက်ထားဖို့သူတယောက်လည်းဖြစ်ပါရယ်။ပြောချင်တာပြောလို့လို့ဝေဖန်ခံရတဲ့မင်းသမီးတွေထဲမှာထိတ်ဆုံးကပါတဲ့ဆောင်းရွံဆန်က အခုလည်းဟေးဝရံနဲ့ပတ်သက်ပြီးဝေဖန်ခံရပြီလည်းဖြစ်ပါတယ်။သူကဟေးဝရံနဲ့ပတ်သက်ပြီးဝေဖန်ခံရတာဒါနဲ့ဆိုရင်ဒုတိယအကြိမ်ဖြစ်ပါတယ်။အရင်ကအပြောမတက်လို့အဆိုးပြေနေရလို့ကျန်နေရလားဆိုပြီးပြိသက်ကြားမှာပြောခံခဲ့ရသလိုအခုလည်းဟေးဝရံကိုကြွေးတဲ့အကြောင်းပြောရင်တိတိမိမိဝေဖန်ခံရပြီလည်းဖြစ်ပါတယ်။ဇိုင်းယွန်ဆန်ကတော့ဟေးဝရံကအမျိုးသမီးတိုင်းလိုချင်တဲ့လူမျိုးဖြစ်သလိုသူလည်းကြိုက်တယ်ဆိုပြီးရေလာမြောင်းပြီးမဟုတ်ပဲချောင်းမှာဖောက်ခဲတာလည်းဖြစ်ပါတယ်။ ဟင်းဝင်ရဲ့ချောမောတဲ့ရုပ်ရည်ကြောင့်ကျွေးနေရတယ်လို့အဓိကကျွေးနေတာကတော့သူ့ရဲ့အရက်ကြောင့်လို့ဆိုပါတယ်။ဟင်းဝင်ရန်ကအရက်ရှိတဲ့မင်းသားတယောက်မို့သူနဲ့တွေ့ရင်ရင်ခွင်မီအရက်လေးမို့ကြိုက်တယ်ဆိုပြီးအထာရီဇက်တိုက်ပေးနေတာလည်းဖြစ်ပါတယ်။သူကတော့တိုင်းသည့်ပြည်သည့်အထာပေးနေတာမို့ပြိသက်တွေကကြည့်မရတော့ပါဘူး။မင်းကလေးတမ်းမဲ့အရှက်မရှိဘူးဆိုပြီးဝေဖန်နေကြတယ်လို့ကြိုက်စရာလူအဲ့လောက်ရှာလာဆိုပြီးပြောဆိုနေကြပြီလည်းဖြစ်ပါတယ်။ပြိသက်တွေကတော့ဟင်းဝင်ရန်ကိုစိုးပြင်းနေပဲသဘောတူတာမို့ ကျန်တဲ့သူနဲ့ဆိုရင်ဝေဖန်ဖို့အသင့်ပါပဲအခုလဲရှက်ပြရှက်ပြနဲ့အားရင်ဝေဖန်ခံနေရတဲ့ဆောင်းရွံဆန်နဲ့တော့တကယ်ကြိုက်လဲသဘောမတူဘူးဆိုပြီးပြောဆိုနေကြပါပြီပြိတ္တတို့ရောဟိဝရံနဲ့ဆောင်းရွံဆန်တို့နှစ်ယောက်ကိုသဘောတူလားဆိုတာပြောခဲ့ပေးကြပါအောင်နော်